ဒီကနေ့ဂျွန်လ6ရက်နေ့မှာရရှိထားတဲ့ငလျင်နောက်ဆက်တွဲသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ DVB သတင်းတောက်ကိုဇက်တဲ့ကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းတော့ပါမယ်ရှင်။မင်္ဂလာပါကိုဇက်တဲ့။ဟုတ်ကဲ့မင်္ဂလာပါ။ဒီကနေ့အချိန်ထိပေါ့နော်ငလျင်နောက်ဆက်တဲ့အနေနဲ့ထူးခြားသတင်းတွေပါရရှိအောင်မလဲ။ဟုတ်ကဲ့ပါဒီအင်အားပြင်းစကိုင်းငလင်ကြီးလောက်ခတ်ခဲ့တာဒီကနေ့ဇွန်လ6ရက်နေ့ထိဆိုရင်ရပ်ပေါင်း80တိတိပြည့်ခဲ့ပါပြီ အဲအခုချိန်ထိပေါ့နော်ငလင်းတင့်ဒေတာတချို့မှာဒီနောက်ဆက်တွဲငလင်းငယ်တွေလောက်ခတ်နေသလိုဒီငလင်းတင့်ဒေတာတွေဟာဆိုရင်လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေရဆဲဖြစ်ပါတယ်။အဲတစ်ဖက်မှာလည်းဒီစစ်ကောင်စီကိုနိုင်ငံတကာကနေငလင်းနဲ့ပတ်သက်လို့ထောက်ပံ့ကူညီပေးမှုတွေလည်းရှိနေပါတယ်။ဒီကနေ့ဇွန်လ6ရက်နေ့မှာဆိုရင်ဒီ World Bank ကမ္ဘာ့ဘဏ်ပေါ့နော်အဲငလင်းဘေးတင်နေတဲ့မြန်မာနိုင်ငံတွေစီမံကိန်းတစ်ခုတက်ဆိုပြီးတော့ American Dollar တန်60ထောက်ပံ့မယ်လို့လည်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတည်းမှာ52.53ဒုညတန်ကိုတော့သူတို့ဒီငလင်းနဲ့ပတ်သက်တဲ့ဒီ ီရရချေပြုအခြေခံစာအုပ်တွေကုညီပံပုံမှုတွေပြီးတော့ဒီအတမဝမ်းချောင်းပညာရေးတွေကိုတုံးသားမှဖြစ်ပြီးတော့ဒီရေတော်ကနေကာလာလက်ဖွံ့ဖြိုးလုပ်ငန်းတွေမှာလှုပ်ဆောင်သွားမယ်လို့လည်းကမ္ဘာပံအထုတ်ပြန်ထားရပါတော့။အဲဒုတိယပိုင်းအနေနဲ့ကတော့ဒီရွက်ရအခြေပြုအတိုင်းဝန်းနဲ့အားကောင်းမှုနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေပြီးတော့ရာသီဥတုဆိုင်ရာသဘာဝဘေးအန္တရာယ်အစီအမံ စီမံရေးကိစ္စတွေနဲ့ဒီလူမှုအတိုင်းအဝန်ရဲ့အရေးပေါ်လိုအပ်ချက်တွေမှာကုညီရမှာလည်းသုံးသပ်မယ်လို့သူတို့ကထုတ်ပြန်ထားပါတယ်။အဲတစ်ဖက်မှာလည်းဒီစစ်ကောင်စီကိုထောက်ပံ့ကူညီမှုတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အဲတတိထားဖို့နဲ့ပြီးတော့ဒီဒေတာခံတွေစီကိုဓာတ်ရိုက်စီးဆင်းစေဖို့ကိုဟိုအရေးပါလူမှုကူညီအဖွဲ့တွေကလည်းဇက်တိုက်ဆိုလို့ထောက်ပြနေကြပါတယ်။အခုချိန်ထိပေါ့နော်ဒီငလင်ဘေးတင်ဒေတာတွေမှာအဲထိရောက်တဲ့ကူညီတွေများရှိတဲ့အတွက်အခုလို့ထောက်ပြနေကြရလဲဖြစ်ပါလေခင်ဗျ။ဟုတ်ကဲ့ပါနောက်ဆုံးရသတင်းတွေကိုပြပြပေးရတဲ့ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ဒါကတော့ဒီငလင်နောက်ဆက်တဲနဲ့ပတ်သက်တဲ့အခြေအနေတချို့ကိုသတင်းတောက်ကိုဆက်တက်ကတိုက်ရိုက်ဆက်သွယ်ပြီးတော့ပြပြပေးခဲ့တာပါဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးသွားပါဦးမယ်ရှင်